ယခုလမုတ်တုံးစတင်ဝင်ရောက်ပြီးဒေသအများစု၌မိုးဥတွင်မိုးပေါ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုလအထွေမှာနိုင်ငံအနှံ့မုတ်တုံးစတင်ဝင်ရောက်ပြီးခြေတအများစုမှာထော့မိုးဦးကာလာထွေမှာအရင်နှစ်ကထံမိုးပေါ်နိုင်တယ်လို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသုံးသပ်ထားပါအထိတနင်္သာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊စကိုင်းတိုင်းအလဲပိုင်းနှင့်အောက်ပိုင်း၊ရှမ်းပြည်နယ်တွင်မှအခုမေလအတွင်းနှစ်စင်းရွာသွန်းမြတ်အထက်အမ များဆုံး30မီလီမီတာကနေ20မီလီမီတာ၊တုံညာတရမ4လက်မကနေတုံညာတရမ8လက်မအထိမိုးပုံမိုးရွာသွန်းနိုင်မယ်လို့ဆိုပါအထင်သာအပြင်ကချင်ပြည်နယ်ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့နဲ့စကိုင်းတိုင်းရထပ်ပိုင်းဒေသအချို့နာဂကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသတွေမှာနှစ်စင်းရွာသွန်းမြဲမိုးရေချိန်ခန့်တာမိုးရွာသွန်းနိုင်မယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့အချိန်ခေါမှုမိုးရွာသွန်းခြင်းတွေကမေလ၄ရက်နဲ့နောက်ပိုင်းတွေမှာခေတ္တရက်တန်သွားနိုင်ပြီးမေလ၁ရက်နောက်ပိုင်းမှာတော့တနင်္သာရီတိုင်းမှာစတင်၍မုတ်တုံမိုးဥရွာသွန်းတာစတင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ တနင်္သာရီတိုင်းနယ်ထိစပ်နေတဲ့မွန်းနယ်ကရင်ပြည်နယ်တို့မှာတရက်ခန့်နောက်ကျပြီးမေလ17ရက်နောက်ပိုင်းမှာတော့မုတ်တုံမိုးဦးစတင်ရွာသွန်းနိုင်ဖို့လဲခံမှန်းထားပြီးတနင်္သာရီတိုင်းရဲ့မုတ်တုံမိုးဦးရွာသွန်းနိုင်တဲ့အခြေအနေက24နာရီအတွင်းနှစ်လက်မှခွဲခန့်အထိမိုးများနိုင်မယ်လို့ဆိုပါတယ် ECMMWF model ချိုးတင်ခမန်းချက်အရမေလ13ရက်ကနေ15ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းသို့ အနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်နိုင်တယ်လို့တွေ့ရတယ်လို့သိရပါတယ်ဒါအပြင် ECMWF ကမန်းချက်အရထိုအချိန်မှာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ကပလီပင်လယ်တို့မှာမုတ်တုံလေးအားကောင်းနေမှာဖြစ်ပြီးလေတိုင်းနှုံးတနာကြီး38မိုင်ခန့်ရှိနိုင်တယ်လို့သိရပါတယ်ရှင်။